တတမမိလေးတို့အားလုံးပဲမင်္ဂလာပါရှင်စတိုရီဘောက်မှာကြိုဆိုလိုက်ပါရနော်ဒီနေ့မှာတော့ဒီဒီစုကတတမမိလေးတို့အတွက်ပထမဦးဆုံးအင်ဂီဟာဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားမှာပါရှင်တခါတော့ကဒီကဘာပေါ်မှာနေထိုင်ကြတဲ့လူသားတွေဟာနေစရာအရည်လို့တတမမမရှိကြပဲဂူတွေထဲမှာတစ်ပင်ပေါ်တွေမှာဖြစ်တယ်လို့နေထိုင်ခဲ့ကြပါတယ်သူတို့ဟာအစားအစာကိုရှာဖွေကြရမှာ အမဲလိုက်ပြီးရှာဖွေကြသလိုမြစ်ချောင်းအင်းဟိုင်တွေကငါးပဇွန်တွေကိုဖမ်းပြီးစားတောင့်နေထိုင်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ကာလမှာ လူတွေဟာမျိုးနွယ်တူရာစုဝေးနေထိုင်ခဲ့ကြပါတယ်။လူသားမျိုးနွယ်စုတစုမှာတော့ကင်လာဆိုသူနဲ့ကင်ချာဆိုသူတို့တငယ်ချင်းနှစ်ဦးဟာတယောက်နဲ့တယောက်အလွန်ချစ်ခင်ကြတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်။ ထိုခေထိုချိန်ကာလကကင်လာနဲ့ကင်ချာတို့လိုဂူအောင်လူသားတွေဟာဂူထဲမှာပဲနေထိုင်ကြပြီးအိမ်ဆိုတာဘာလဲလို့မသိခဲ့ကြပါဘူးတနေ့တော့ကင်လာကငါတော့မဲမောင်လာတဲ့ဂူထဲမှာလူအများကြီးနဲ့စုဝေးနေရတာကိုညီငွေလာပြီးကင်ချာရဒီတော့ထဲမှာမင်းနဲ့ငါနှစ်ယောက်တည်းနေထိုင်လို့ရတယ်အဆောက်အုံလေးတခုကိုတိဆောက်ပြီးနေကြမလားလို့ပြောလိုက်ပါတယ်အဲ့ဒီခါမှာ ကောင်းလိုက်တဲ့အကြံပဲလို့ကင်ချာကပြောဆိုလိုက်တယ်။ကဲဒါဆိုရင်မင်းနဲ့ငါနှစ်ယောက်ထင်းနေလို့ရပြီ။ကြောက်ကူကြီးလို့မာကျောချန်ခိုင်နဲ့အစအုံကြီးတခုကိုဘလို့တိဆောက်လို့ရနိုင်တယ်လဲဆိုတာကိုငါတို့ရဲ့တော်ရင်မိတ်ဆွေတွေစီသွားပြီးအကြံဉာဏ်တောင်းကြည့်ရအောင်ကွာလို့ကင်ချာကအကြံပေးလိုက်ပါတယ်။ဒါနဲ့ပဲကင်လာနဲ့ကင်ချာတို့တငယ်ချင်းနှစ်ယောက်ဟာတောနယ်ကြီးတွေကိုဝင်ရောက်လာခဲ့ကြပါတယ်။ တောနဲ့ကြီးထဲမှာအချိန်တော်ကြာ ရှောက်သွားပြီးတဲ့နောက်သူတို့တွေပထမအဦးဆုံးတွေ့လိုက်ရတဲ့တိရစ္ဆာန်ကတော့စင်တကောင်ပါပဲစင်ကြီးဟာသူတို့ကို တွေ့တာနဲ့အန္တရာယ်ပြုတော့မယ်ထင်ပြီးထွက်ပြေးဖို့ပြင်ပါတယ်ဒါပေမဲ့ကင်လာက နေပါအောင်နေပါအောင်ကိုစင်ကြီးခမညာကျွန်တော်တို့ကတင့်ကို အန္တရာယ်ပြုမဲ့သူတွေမဟုတ်ပါဘူး တိစီကအကြံဉာဏ်လိုချင်နေသူတွေပါလို့ဩပြောလိုက်တဲ့အခါစင်ကြီးဟာကြောက်ရွံ့စိတ်တွေလျော့သွားပြီးထွက်မပြေးပဲသူတို့ဘာပြောမလဲဆိုတာကိုစောင့်ကြည့်နေလိုက်ပါတယ်။အဲ့ဒီခါမှာကင်ချာကအိမ်တဲအိမ်ဘလို့ဆောက်တလဲဆိုတာကျွန်တော်တို့ကိုတင်ပြပြပေးနိုင်လားကိုစင်ကြီးခမားလို့မေးလိုက်ပါတယ်။စင်ကြီးကဝူးကနဲ့ဩပြီးပြောပါတယ်။ဒါများလွယ်လွယ်လေးပဲကွာတစ်တော်ရဲမှာရှိတဲ့တစ်တွေကိုခုတ်တဲဖြတ်တောက်လိုက် ပြီးတော့အဲ့ဒီတက်တုံးတွေကိုငါရဲ့ခြေလက်တွေလိုတက်မာပြီးထူထဲတဲ့တိုင်တွေအဖြစ်လှုပ်လိုက်ပေါ့ကွာလို့အကြံပေးလိုက်ပါတယ်တငယ်ချင်းတစ်ယောက်ဟာတစ်ပင်တပင်ကို ခုတ်ပြီးအဲဒီကနေထူထဲမှာကြောတဲ့တိုင်တွေကို ပြုတ်လောက်ကြပါတယ်။ရုတ်တရက်မွေးတကောင်ကသူ့တို့အနာကနေဖြတ်သန်းသွားပြီးဗဇက်ကနေတွန်လိုက်ပါတယ်။အသင်တို့ အစာအုပ်တစ်ခုစောင့်မယ်ဆိုရင်ကျွန်တော်လိုရှင်မျိုးမျိုးဖြစ်နေတဲ့ဝလုံးတွေကိုလည်းတွားရှာကြလိခမည်းလို့ငွေကပြောလိုက်ပါတယ်။ဒါနဲ့ပဲကင်လာနဲ့ကင်ချာတို့ဟာ အနီးနားကဝတော်ထဲမှာဝလုံးတွေတွားခုတ်ကြပါတယ်။သူတို့တွေဝလုံးတွေထမ်းပြီးပြန်လာကြတော့မိသွန်းလို့ခေါ်တဲ့ကျဲမကြီးတစ်ကောင်ကိုလှမ်းတွေ့လိုက်ရပါတယ်။အိမ်တဲ့အိမ်ကိုဘလို့ဆောက်တယ်လဲဆိုတာ ကျွန်တော်တို့ကိုကျေးဇူးပြုပြီးပြောပြပေးနိုင်မလားခမညာလို့ကင်လာကမေးလိုက်ပါတယ်ဒီလိုမေးလိုက်တော့ကျွဲမကြီးမိသွန်းကအခုအချိန်မှာကျမစကားမပြောနိုင်လောက်အောင်ကိုဝမ်းနေနေပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အတင်တို့ကိုကူညီမှာပါအတင်တို့သိပါတယ်ကျမခင်မွန်းကိုကြားတကောင်ကတတ်သွားခဲ့တာကျမကကျမရဲ့ခင်မွန်းကိုမြေမြုပ်တကြို့ဖို့လုပ်နေတာ အခုအတင်တို့ခုတ်လာတဲ့ဝလုံးတွေကိုချက်ချီကဲလှုပ်ပြီးအမိုးတစ်ခုလှုပ်လိုက်ပေါ့ကျမခင်မွန်းရဲ့ကျွန့်ကျင်ရစ်တဲ့ခန္ဓာကို အယိုးစုလိုလေးလိုပြောပြီးကျွဲမကြီးမိသွန်းကတေသွားပြီဖြစ်တဲ့သူခင်မွန်းရဲ့အယိုးစုကိုလက်ညှိုးထိုးပြလိုက်ပါတယ်။ကင်လာနဲ့ကင်ချာတို့ဟာအလင်းအမြန်မဲ့ဝလုံးတွေကိုတစ်ခုနဲ့တစ်ခုချက်ချီကဲချီနှောင်ကြပါတယ်။ ဒါပေမဲ့အချိန်တန်ကြာလို့သူတို့တွေရေစာလာတဲ့အခါအနီးနားမှာရှိတဲ့မြစ်စီကို ရှောက်လန်းသွားကြပါတယ်။အဲ့ဒီခိုက်တက်မှာပဲရင်ကျေးတိမ်မွေးတဲ့ငါးကလေးတစ်ကောင်က သူတို့စီကိုကူးခတ်လာပြီးတိုးတိုးလေးပြောလိုက်ပါတယ်။အသင်တို့တွေအဆောက်အုံတစ်ခုဆောက်ဖို့လုပ်နေကြတာဟိုးဝေးကြီးကနေကျွန်တော်တို့မြင်တွေ့လိုက်ရပါတယ်ဗျာ။တင်ရွက်တွေအများကြီးကောက်ပြီးအဲ့ဒီအဆောက်အုံရဲ့ခေါင်းမိုးပေါ်ကို တင်လိုက်ပါ။ ။တင်းရွက်တစ်ခုအပေါ်တစ်ခုထပ်ပြီးအမိုးလှုပ်လိုက်ပေါ့။ကျွန်တော်ရဲ့အကြီးကွန်တွေတစ်ခုနဲ့တစ်ခုထပ်နေသလိုပေါ့ဗျာ။အဲ့ဒီတင်းရွက်တွေကအတင်တို့ရဲ့အိမ်ကိုနေနဲ့မိုးတံကအကာအကွယ်ပေးပါလိမ့်မယ်။အခုတော့ကင်လာနဲ့ကင်ချာတို့ဟာသူတို့လူချင်းနဲ့အကြံဉာဏ်အားလုံးကိုယာသွားခဲ့ကြပြီးအဆောက်အုံကိုစူးစမ်းပန်းစားတိဆောက်ကြပါတော့တယ်။ အချိန်တန်ကြာသည်တိဆောက်ပြီးသွားတဲ့အခါမှာသူတို့စိတ်ကူးရင်ခဲ့တဲ့အဆောက်အုံလေးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဝမ်းသာပျော်ရွှင်နေကြတဲ့တငယ်ချင်းနှယောက်ဟာသူတို့ဆောက်လုပ်ထားတဲ့အဆောက်အုံကိုပြဖို့အတူတွင်မျိုးနွယ်စုတွေနဲ့တောရင်းသရဝါတွေကိုဖိတ်ခေါ်လိုက်ပါတယ်။ကင်လာနဲ့ကင်ချာတို့ဆောက်လုပ်ထားတဲ့အဆောက်အုံကိုကြည့်ပြီးအားလုံးကတအံ့တောဖြစ်ခဲ့ကြပါတယ်။ကင်လာနဲ့ကင်ချာတို့ရဲ့မျိုးနွယ်စုခေါင်းဆောင်က အသင်တို့ကအံဩဖယ်ကောင်းတဲ့အဆောက်အုံကိုတိဆောက်လိုက်တာပဲလို့ဂုံယူဝမ်းမြောက်စွာနဲ့ပြောလိုက်ပါတယ်။တော်တွင်သရဝါတွေနဲ့မျိုးနွယ်စုလူသားတွေကလည်းတယောက်တမျိုးချီးမွမ်းပြောဆိုကြလက်ခုပ်တီးဩဘာပေးကြနေပေါ့။အဲဒီနောက်မှာတော့ကင်လာကဒီအဆောက်အုံကကျွန်တော်တို့ရဲ့ကိုပိုင်အဆောက်အုံဖြစ်ုံသာမက အသင်တို့နေထိုင်လို့ရတဲ့အဆောက်အုံတစ်ခုလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီအိမ်ကိုဆောက်လို့ရမှာအတင်တို့ကကျွန်တော်တို့ကိုတဖတ်တလန်းကနေအကူအညီပေးခဲ့လို့ပါပဲလို့ကင်လာက ပြောဆိုလိုက်ပါတယ်။ကင်ချာကလည်းဒါကြောင့်မို့ဒီအဆောက်အုံကိုကျွန်တော်တို့တွေကနာမည်သစ်ပေးဖို့လိုပါတယ်။မျိုးနွယ်စုခေါင်းဆောင်ကြီးကိုဒီအဆောက်အုံကိုနာမည်ပေးဖို့တောင်းဆိုပါတယ်လို့ပြောလိုက်ပါတယ်။မျိုးနွယ်စုခေါင်းဆောင်ကြီးဟာအတန်ကြာအောင် လေးလေးနက်နက်စဉ်းစားပြီးတဲ့နောက်မှာ သူ့မျက်နာကဝင်းလက်သွားပြီးအာတက်တယောအော်ပြောလိုက်ပါတယ်။ကျွန်တော်တို့တွေဒီအဆောက်အုံကိုအိန်းလိုနာမည်ပေးလိုက်ကြရအောင်လား။မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့စကားကို ကြားလိုက်ရတဲ့ကင်လာကင်ချာတို့အပါဝင်မျိုးနွယ်စု လူသူတွေနဲ့တောချင်းတိရစ္ဆာန်တွေဟာသဘောတူတယ်ပြောလို့တဏီတညွတ်တဲ့အော်ပြောပြီးလက်ခုပ်တီးဩဘာပေးလိုက်ကြပါတယ်။ အဲဒီနောက်တော့သူတို့ဟာနောက်ထပ်အိမ်တွေအများကြီးတိဆောက်ကြပါတော့တယ်။အိမ်တွေအများကြီးရှိလာတဲ့အခါထိုဒေသမှာရွာကြီးတရွာရှိလာခဲ့ပါတယ်။ကင်လာနဲ့ကင်ချာတငယ်ချင်းနှစ်ယောက်ရဲ့ဉာဏ်ပညာနဲ့ကျိုးပန်းအားထုတ်မှုတို့ကြောင့်ကမ္ဘာပေါ်မှာလူသားတွေနေထိုင်တဲ့အိမ်ဆိုတဲ့အရာ ဖြစ်ပေါ်လာခဲ့ပါတယ်။ဒါဟာ ပထမဦးဆုံးအိမ်ကိုဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတော့ပုံမြင်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ပုံမြင်လေးကတော့ဒါပါပဲကလေးတို့ရေဒီပုံမြင်ကအိမ်ကိုဘာနဲ့တည်ဆောက်ရတယ်ဆိုတာကလေးတို့ကိုဘ ഹു တုဒအဖြစ်သိစေရုံသာမက သင်ငန်းစာတစ်ခုလည်းပေးထားပါဗျ။အဲ့ဒါကတော့ဘာပဲလုံလုံအကြံကောင်းညံကောင်းတွေကိုယူပြီးစီစီလုံလုံညီညီညွတ်ညွတ်လှုပ်ဆောင်ကြမယ်ဆိုရင်မအောင်မြင်နိုင်တဲ့အရာ မရှိဘူးဆိုတဲ့သင်ငန်းစာကိုပေးတာပါပဲ။ ဒီပုံမြင်ကို ကြည့်ရှုနားထောင်ပြီးကလေးတို့လည်းတချို့အလုပ်တွေမှာစီစီလုံးလုံးညီညီညွတ်ညွတ်လှုပ်ဆောင်သွားနိုင်ကြပါစေလို့တိုက်တွန်းလိုက်ပါရနော်။နောက်နေ့တွေမှာလည်းတတမိမိလေးတို့အတွက် ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့ဒီဒီစုရဲ့ Storybook for Baby TikTok Channel လေးကို Follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးနှိပ်ထားပေးကြပါဦးနော်။